မောင်ချိုင်ကပြ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 မိရအောင်ကကလပ်ပိုင်ရှင်တယောက်ဖြစ်ပါရင်ကလပ်ပိုင်ရှင်ပြီးပြီးအရက်စေးလေးအကုန်တောက်ပါရင်အဲဒါကြောင့်မယ်မောင်ချိုင်ကအသေး6ယောဂါကိုခံစားခဲ့ရပါရင်စီးပွားရေးကလည်းတစားစားဆုပ်ယူလာခဲ့ပြီးတော့နေမှာရှိတဲ့စောင့်ရှောက်ရေးခရာစီကိုနေဖို့သွားခဲ့ပါရင်လမ်းမှာနာတာရှိအဆုပ်ယောဂါတွေလေးလေးတင်းနေဆုံးပါရင်တင်းတင်းကလည်းစောင့်ရှောက်ရေးခရာမှာနေသူဖြစ်ပါရင်ဥပါကစေးလေးကြောင့်မယ်အသေးခင်စားခံစားနေရတဲ့မောင်ချိုင်ရဲ့အခန်းပေါ်ဖြစ်ပါရင်သမင်းစားနေတုန်းမှလည်းတင်းတင်းကအရက်နဲ့စေးလေးဖြတ်ဖို့မောင်ချိုင်ကိုပြောပါရင်မနက်ပိုင်းမှာတော့ကိုလက်လေးကျင်ကန်လောက်ကြပါရင်မောင်ချိုင်နဲ့တင်းတင်းကတစားတစားယင်းနေလာကြပါရင်လူငယ်တဘာဝတယောက်နဲ့တယောက် ဘောကျနေကြပါတယ်။ဥပကသူ့ရဲ့ရေဒီယိုပေးမယ်ဆိုပြီးတော့မောင်ချိုင်စီကဆေးလေးတောင်းတောက်ပါတယ်။ဥပကမကြခင်တရားတော်မှာဖြစ်လို့သူ့လိုမျိုးဆေးလေးတင်မတောင်းမရောင်းနေဖို့မောင်ချိုင်ကိုဆုံးပါပါတယ်။ဥပထွက်သွားချိန်မှာတော့မောင်ချိုင်အတွက်စာချန်ခဲ့ပါတယ်။အခန်းတွင်တကားကိုမောင်ချိုင်ဖွင့်လိုက်ချိန်မှာတော့ဥပကသူ့ကိုယ်သူတက်တည်ထားပါတယ်။မောင်ချိုင်နဲ့တင်းတင်းကစားတူတူတွားတူတူဖြစ်နေကြပါတယ်။တင်းတင်းသွားတဲ့နေရာမှန်သမျှကိုလည်းမောင်ချိုင်ကလိုက်ပြီးပါတယ်။တင်းတင်းကလည်းမောင်ချိုင်ကိုတဘောကျနေပါတယ်။နှစ်ယောက်သားရုပ်ရှင်နဲ့တူတူကြည့်ကြပါတယ်။မကြခင်မှာပဲမောင်ချိုင်နဲ့တင်းတင်းကလူငယ်တဘာဝချစ်ကြိုက်ခဲ့ကြပါတယ်။ဥပမရှိတော့တာကြောင့်တင်းတင်းကတည်းရဲ့ကြောက်တဲ့တဲ့မောင်ချိုင်နဲ့လာ ိတ်ပေးပါရယ်နှစ်ယောက်သားတူတူအရင်နဲ့နန်းကြီးတက်ကြပါရယ်လူနာချင်းတူတူကြိုက်တာကြောင့်ဂေယာမူကတင်းတင်းကိုစူပါရယ်ဂီတာတီးပြီးတော့တချင်းကြီးနေတဲ့မောင်ချိုင်ပေးမှာတင်းတင်းကထိုင်လိုက်ပါရယ်အတူနေကြရအောင်ဆိုပြီးတော့မောင်ချိုင်ကိုပြောလိုက်ပါရယ်မောင်ချိုင်ကလည်းသဘောတူခဲ့တာကြောင့်နှစ်ယောက်သားဂေယာကိုနှုတ်ဆက်ပြီးတော့တွဲရွာကအင်္ဂလိပ်စီကိုထွက်လာခဲ့ကြပါရယ်လူမမတင်းတင်းကလူမမမောင်ချိုင်ကိုပြုစုပေးပါရယ်အိယာထိုင်ရင်လက်ချင်းကတူတူလောက်ကြပါရယ်မောင်ချိုင်ကပိုက်ဆံကိစ္စတခုကြောင့်အပြင်ထွက်ရပါရယ်ခနာကိုယ်တွေကအစိတ်တောက်ရှင်ပေးတဲ့အရက်ကိုကြောင်ညာနေတဲ့ဆိုင်မှာအရက်ကိုမိလိုက်ပြီးတော့တင်းတင်းမသိအောင်ဖွက်လိုက်ပါရယ်အိမ်ရောက်တဲ့အခါမှာတော့မိုးရေထဲမှာဆေးပင်တူးထားတဲ့ င်းတင်းကိုရှူပါရီတင်းတင်းကအဆူရောဂါတွေဖြစ်တာကြောင့်အေးခံလို့မရသူပါညအောင်တော့တင်းတင်းကကြောင်းဆိုးပြီးတော့တတိမိသွားပါရီမောင်ချိုင်ကဆိုရင်ကြီးနဲ့ကုန်းပိုးပြီးတော့ဆေးုံသွားပါရီတင်းတင်းတတိပြန်ရလာတော့မောင်ချိုင်ကလည်းဝမ်းသာသွားခဲ့ပါရီမောင်ချိုင်နဲ့တင်းတင်းကအလုပ်ကိုတူတူကြိုးစားလုပ်ကြပါရီချက်ချင်းပြေးအချိန်သွားပြချိန်မှာတော့နှစ်ယောက်စလုံးရဲ့ယောဂအခြေအနေကကောင်းမွန်နေအောင်ဆရာဝန်မကပြောပါရီတရက်မှာတော့မောင်ချိုင်စီကိုတငယ်ချင်းရွှေမန်နဲ့ရီစာဟောင်းမမူကရောက်ရှိလာပါရီမောင်ချိုင်ရဲ့အခြေအနေကိုမေးကြည့်ကြပါရီမပြောင်းငယ်မှာပိုက်ဆံတဲ့မောင်ချိုင်ရဲ့ဖိုးဟောင်းကိုပြလိုက်ပါရီရန်နေငယ်ကြပြေးတဲ့နောက်မှာမောင်ချိုင်ကသူ့ရဲ့မျိုးကိုသွားပါရီရွှေမန်ကနောက်ထပ်ဆိုင်အသေးဖွင့် င်ရင်မောင်ကျိုင်းကိုဦးစီးပေးဖို့တိုင်ပင်ပါရီမူမူကမောင်ကျိုင်းကိုလာခေါ်ပြီးတော့အရက်တောက်ကြပါရီမောင်ကျိုင်းကတော့အရက်မတောက်ဘဲနဲ့ထိုင်နေပါရီမူမူကမောင်ကျိုင်းကိုပြန်လို့ချင်တာကြောင့်မျက်ရည်ချူပါရီမောင်ကျိုင်းကပွေးဖက်နှစ်သိမ့်ပေးလိုက်ပါရီတင်းတင်းတယောက်မောင်ကျိုင်းပြန်လာကိုစောင့်နေပါရီမောင်ကျိုင်းတယောက်အရက်နဲ့ဆေးလေးကိုပြန်တောက်နေပါရီမောင်ကျိုင်းပြန်မရောက်သေးတာကြောင့်တင်းတင်းကဖုံးဆက်ပါရီမောင်ကျိုင်းကတော့ရီစားအောင်မူမူနဲ့တာယာနေပါရီတင်းတင်းစီပြန်ရောက်တော့အပြင်ကိုလျှောက်လေကြပါရီအရင်တော့မဟုတ်တော့ဘဲနဲ့မောင်ကျိုင်းကအရက်ဒီပြန်တောက်လာပါရီမောင်ကျိုင်းကသူ့မှာတခြားတယောက်ရှိနေတာဖြစ်လို့တင်းတင်းကိုလန်ခွဲစကားပြောခိုင်းပါရီတင်းတင်းကလည်းသူ့ကိုထားမသွားဘူးမောင်ကျိုင်းကိုတောင်းမယ် င်ပါတယ်။မောင်ကျိုင်းကမိုးပြီးအိပ်ပျော်သွားပါတယ်။တင်းတင်းကမောင်ကျိုင်းအတွက်အထုပ်ပိုးပြင်ပေးပါတယ်။မောင်ကျိုင်းတို့တော့တင်းတင်းကမောင်ကျိုင်းကိုထပ်သွားခိုင်းပါတယ်။မောင်ကျိုင်းကပြန်တောင်းမယ်မင်းမယ်တင်းတင်းကတော့မောင်ကျိုင်းကိုလည်းလူဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ။မောင်ကျိုင်းကတော့သူ့ရဲ့အရင်ပုံစံတိုင်းပြန်လဲပျော်ပါနေပါတယ်။စိတ်လေးအရက်ပြန်တော့ပြီးတော့မိမကြီးနဲ့ပလူပါတယ်။ယောဂဆိုးလာရင်ဆေးရုံမှာဆေးကုသမှုခံယူပါတယ်။တင်းတင်းရဲ့တရင်ကိုကြားရအောင်ဆေးရုံတက်နေတဲ့တင်းတင်းစီကိုသွားပါတယ်။တင်းတင်းဆုံးတော့သူတို့နှစ်ယောက်နေခဲ့တဲ့အိမ်ကြီးကိုပြန်သွားပြီးတော့မောင်ကျိုင်းတစ်ယောက်ရှာကြီးတဲ့ငွေကိုချွေပါတော့တယ်။အနည်းဆုံးတော့နေမကောင်းတဲ့အချိန်တူတူဖြတ်ကျော်ပေးမယ်အားပေးဖို့လေးရှိတော့အားရှိသေးပါတယ်။မရှိတဲ့သူတွေကတော့အ ားစီတောက်ကြပါအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်